မြစည်းမပရိသတ်များမင်္ဂလာပါရှင်အခုဆိုရင်မြစည်းမ TV ရဲ့မေလ25ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေနဲ့တခြားစိတ်ဝင်စားဖွယ်ရာအစီအစဉ်ကောင်းတွေကိုတင်ဆက်ပေးတော့မှာပါ ဟုတ်ပါရဲ့ကီဒီနေ့တင်ဆက်ပေးမယ့်နောက်ဆုံးရသတင်းတွေကိုမျိုးစိမပရိသတ်တွေအတွက်မိတ်ဆက်ပေးပါအောင်ဟုတ်ကဲ့ပါကိုကြီးဒီနေ့ကတော့ဒုတိယအကြိမ်27ရာစုပင်လုံညီလာခံကျင်းပတာဒုတိယမြောက်နေ့ဖြစ်ပါတယ်ဒီနေ့မှလည်းသတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်အကိုစီမာရောအကိုစီမာဆိုလို့ရှိရင်တော့ဒီဂျေရုဆလင်မြို့ဟောင်းကိုတိမ့်ပိုက်ရရှိခဲ့တဲ့နှစ်90ပြည့်အထိမ်းအမှတ်ပွဲအစ္စရေးတို့ကျင်းပဆိုတဲ့နိုင်ငံတကာသတင်းပြင်စိတ်ဝင်စားစရာအစီအစဉ်ကောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ် ပထမဆုံးပြည်တွင်သတင်းတပုတ်ကိုတော့ K ကတင်ဆက်ပေးပါအောင်ဟုတ်ကဲ့ပါပထမဆုံးပြည်တွင်သတင်းတပုတ်ကတော့ဒုတိယအကြိမ်မြောက်ပြည်အောင်စုငင်းငယ်ညီလာခံ27ရာစုပင်လုံးညီလာခံရဲ့သတင်းစာရှင်းလင်းပွဲအကြောင်းပါလက်ထံလေးတော့လက်ထံလေးတော့ဟိုအဲဒါမျိုးပုဂ္ဂိုလ်ကဘိုလ်ကြီးနံပါတ်လာနေပြည်စုံစုံပေါ့။ဒါမျိုးပြောမှာဒီလိုပါဆိုတော့ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါဒါကတော့27ရာစုပင်လုံညီလာခံနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာပါဟုတ်ကဲ့ပါကေကတော့ဒုတိယအကြိမ်မြောက်ကျင်းပတဲ့27ရာစုပင်လုံညီလာခံနဲ့ပတ်သက်တဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်အဲဒါကတော့ပြည်တော်စုငိမ့်ညံ့ရဲ့ညီလာခံ27ရာစုပင်လုံညီလာခံကိုတက်ရောက်လာတဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ရင်းနဲ့အစိုးရအဖွဲ့တွေတွေ့ဆုံတဲ့သတင်းမှာတွေ့ဆုံပွဲပြီးမှသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့တာဖြစ်ပါတယ် 现在我们有的是免费。呃，老老塞了，像那种青卡一样的，没得钱，没得钱。没得钱对，没得钱，没得钱，没得钱。哎，再讲你那边有没有别的？没得钱，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 没得钱。没得钱，没得钱，哦，没得钱。哦，咱就一点费用，先先洗掉不？哎，好的，OK 吧。洗洗掉，那怕退不了。呃，打扰，老老塞，别录，先不别录。o 啊，这是咱们的水。蒋们 ဟိုအကြောင်းအရာတော့လောလောဆယ်တော့မရှိသေးပါဘူးခင်မင်းမှုအရာနဲ့အရင်ရင်းနေမြင့်ရင်းနေမြို့တော့ဟာရင်းနေမြို့ရယူပါပဲလို့ပေါ့အဲ့လိုကေးမကြားခင်မှာဆိုလို့ရှိရင်ဒီចောင်းတွေပြန်ဖွင့်တော့မယ်เนาะဟုတ်တယ်လေကိုရဲ့ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ចောင်းဖွင့်ရာဒီမှာအစိုးရကဒီចောင်းကားတွေစီစဉ်ပေးမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတာဆိုတော့ဒီចောင်းကားတွေ ਨੇ ပတ်သက်တဲ့သတင်းကိုတင်ဆက်ပေးမလို့လေအဲ့ဒီသတင်းအပြည့်စုံကိုတော့ထောင်းလူကတင်ဆက်ပေးထားပါတယ် ရန်ကုန်တိုင်းစိုးရအဖွဲ့ကဝယ်ယူထားတဲ့ကြောင်းကားတွေကိုကြောင်းကားပြေးဆွဲသူတွေပြန်လည်ဝယ်ယူရမှာဈေးနှုန်းပေးသွင်းနိုင်ဖို့အခက်အခဲတချို့ရှိနေတယ်လို့သိရပါဗျ။အစိုးရကပြန်လည်ရောင်းချမဲ့ကြောင်းကားတွေဟာတစည်းကိုမြန်မာငွေ7,500လောက်ကျတင်မှာဖြစ်ပြီးတော့တလကျငွေ10သိန်းဝင်းကျင်နဲ့၃နှစ်ပေးချေရမှာဖြစ်တဲ့အတွက်အဆင်မပြေဘူးလို့ဗိုလ်ထောင်အထက်ကငါကြောင်းသားကော်မတီဥက္ကဋ္ဌဦးစိုးတွင်အောင်ကပြောပါတယ်ကျွန်တော်တို့ကပုဂ္ဂလိကကြောင်းမဟုတ်ဘူးအများပိုင်းဖြစ်ဖို့อ่ะ ဒုတိယတစ်ချက်မှာအဲ့နောက်ငွေကြေးကျွန်တော်တို့ကျောင်းနေမှာမရှိဘူးသို့အတူပဲကျောင်းမှာရှိတဲ့မိဘဆရာတဲ့ကျောင်းကပိုင်ရှင်ပေါ့နော်အဲ့ဟာတွေကလည်းအဲ့နောက်ငွေမောင်းကိုမတတ်နိုင်ကြဘူးဘာလို့မတတ်နိုင်ရလဲလို့ဆိုတော့သူတို့လည်းသူတို့စီးပွားရေးအော်ဝင်နန်းသားသမီးရှိနေဗျာနော်။နောက်ကုံတဲ့သားသမီးရှိနေလက်လုံးလက်စားရရှိပြီ။အဲ့ပေါ်မှာအများပိုင်အနေနဲ့ကျတော့နောက်ကန့်သက်ချက်တွေရလည်းရှိတယ်။ ចောင်းကားတွေအနေနဲ့ပြင်ပလိုင်းဆွဲခွင့်မရှိတော့ဘဲចောင်းဖွင့်ရာသီကိုလဆွဲပြီး သုံးလလောက်နားနေရရင်ចောင်းကားမောင်းသူတွေအနေနဲ့တွက်ချေမကိုက်နိုင်ဘူးလို့ပဇွန်တော်ចောင်းဆရာမကြီးဒေါ်မြင့်မြင့်သိန်းကပြောပါတယ်။အဲចောင်းကားကိုចောင်းကားទីထန့်ပေးဆိုလို့ရှိရင်တော့ဟိုသူကတစ်လမှတစ်ခါငွေမြင်ရမှာလीအဲ့ဒါပြီးလို့ရှိရင်6လဆွဲပြီးတော့3လနားဆိုတဲ့ခါမှာဒါစီးပွားရေးတက်ချေအားဖြင့်တော့စင်မကြီးထင်နေသိပြီးတော့မကိုက်ဘူးလို့ထင်တာပေါ့နော်ဒီကနေ့ចောင်းကားလက်ခံတဲ့နေ့မှာចောင်းကားအနေထားကိုမသိရသေးသလိုចောင်းကားတွေမလုံလောက်မှာစိုးရိမ်နေလို့တာဂီတာမျိုးမှာနေထိုင်နေចောင်းသားမိဘဖြစ်သူမတ်ချီ ီလှိုင်ကပြောပါတယ်ဒီမျိုးနယ် live ကိုခလေးတွေအချိန်ကြောင်းချိန်နှိအောင်လို့တက်နိုင်အောင်ဝင်ခေါ်ပေးမယ်လို့ဆောင်ရွက်ပေးမယ်ဆိုရင်တော့မိသားစုတွေတော်တော်စင်ပြေတာပေါ့နော်အာဒီကြားထဲမလုံလောက်ဘူးကားစီးရေမလုံလောက်လို့ကိုယ့်အစီအစဉ်တော့ကိုဆိုရင်တော့ဒါမိသားစုတွေကတော့ပုံကြများပြီးတော့ပြန်မရောက်မှာပေါ့ဒါကြောင့်အကြောင်းခွင့်တဲ့ကာလမှာကိုယ်ကသိရမှာဘုလို့ဆက်ရမသိရသေးဘူးမှာပေါ့ ရန်ကုန်တိုင်းစိုးရဖွဲ့ကအဓိကလမ်းမကြီးတွေရဲ့စာတင်ကြောင်းတွေရှိကရင်ကျောပိတ်ဆို့နေတာတွေကိုရှော့ချနိုင်ဖို့စီစဉ်တာဖြစ်ပါတယ်။ចောင်းသားចောင်းသူတွေလုံခြုံစိတ်ချမှုရှိဖို့အတွက်လက်ရှိတုံးနေတဲ့ light truck လိုကားမျိုးတွေကိုအပြည့်ပြည့်နဲ့အစားထိုးပြောင်းလဲဖို့အတွက် CCTV နဲ့ GPS နဲ့တပ်ဆင်ထားတဲ့ចောင်းကားအစီးနှစ်အားကိုပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခေကတော့မှုခင်းတဲ့တပုတ်ကိုတင်ဆက်ပေးကြပါရစေ။အင်းဝါအချောက်ဆိုင်မှုမှာဒေါ်တင်သူစာအပါဝင်6ဦးကိုဆွဲချက်တင်လိုက်ပြီးဖြစ်ပါရစေ။အင်ကူမိန်ကလေး2ဦးနှိပ်စက်ခံခဲ့ရတဲ့အင်းဝါအချောက်ဆိုင်မှုနဲ့ပတ်သက်ပြီးအင်ရှင်မိသားစုဝင်6ဦးကိုလူကုန်ကူးမှုကလေးငယ်မှုနာကျင်စေမှုတွေနဲ့ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကဒီနေ့ဆွဲချက်တင်လိုက်တာပါ။ဒီမှုနဲ့ပတ်သက်ပြီးဒေါ်တင်သူစာတို့ဘက်ကတရားလွတ်တော်ရှင်းနေဦးတန်းမြင့်ကအခုလိုပြောပါရစေ။ရှင်းနေတယ်ကတော့ပြုတ်တင်ပြုတ်တဲ့လူပြုတ်လိမ့်မယ်လို့မှန်တယ် နော်ဒါမှလည်းတရားသူကြီးကတော့သူ၃၀တက်တဲ့သူမူအားလုံးမှာတဲခန်းအားလုံးကိုဆွဲချက်တယ်နော်တို့ရှင်းနေတဲ့အား၃၀တက်တာတော့ဒီဆွဲချက်အစ်စ်မှာပုဂ္ဂိုလ်လမ်းနဲ့တိရိလကကျင်းနေပြုတ်သွားမယ်လို့ရှင်းနေအားလုံးကမျှော်မှန်းကြတယ်။အခုဆိုတော့ကိုရီးလောက်လောက်တာလည်းမဟုတ်ဘူးနော်အဲတခုရှိတယ်တဲ့အင်းနဲ့နေတယ်မတားဘူးဘာညာဆိုတဲ့ဟာတော့ခုနကပြောလို့အိမ်ဘေးကလူတွေပါဆွဲထည့်ပါလားဟုတ်ပါဟုတ်ကဲ့ပါဒီမှုကိုတော့ပြန်ခေါ်တက်တည်ထွက်ဆိုဖို့ဂျွန်လ၈ရက်နေ့ကို ချိန်ဆိုထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်အဲဒါကတော့ဂျေရုဆလင်မြို့ဟောင်းကိုသိမ်းပိုက်ရရှိခဲ့တဲ့နှစ်90ပြည့်အထိမ်းမှတ်ပွဲအစ္စရေးတို့ကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါထောင်ပေါင်းများစွာသောအစ္စရေးနိုင်ငံသားတွေဟာဂျေရုဆလင်မြို့ဟောင်းကိုသိမ်းပိုက်နိုင်တဲ့နှစ်90ပြည့်အထိမ်းအမှတ်နေနဲ့မြို့ရဲ့အရှိတ်အချမ်းစီကိုခြိတက်ခဲ့ကြပြီးအမတ်တရပွဲကျင်းပခဲ့ကြပါတယ်ဒီအမတ်တရပွဲမှာလူပေါင်း6000ကျော်ပါဝင်ဆင်နွှဲခဲ့ကြတာပဲဖြစ်ပါတယ် ပြီးတော့ကေကအားကစားသတင်းပုတ်ကိုတင်ဆက်ပေးကြပါမယ်။အဲ့ဒါကတော့နီးပြဘွားမှာအခက်ခဲဆုံးရာသီလို့မန်ယူနီးပြမော်ရင်ဟိုပြောလိုက်တဲ့သတင်းမှာအပြည့်စုံကိုတော့သတင်းတောက်အောင်ငင်းတွေကတင်ဆက်ပေးမှာပါ။အေဂျက်တင်ကိုယူရိုပါလိဘိုလူဘွဲမှာအနိုင်ကစားပြီးတဲ့နောက်မန်ယူနီးပြမော်ရင်ဟိုကဒီရာသီဟာသူ့ရဲ့နီးပြဘွားမှာအခက်ခဲဆုံးရာသီတကူလို့ပြောဆိုလိုက်ပါတယ်။ဆွီဒင်နိုင်ငံစတော့ဟ ோம் မြို့မှာကစားခဲ့တဲ့ယူရိုပါလိဘိုလူဘွဲမှာမန်ယူတင်ဟာပော့ပါနဲ့ MK Tarrant ရဲ့အတွင်းကိုရင်းနဲ့ Ajax အတင်းကိုအနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့်မန်ယူသင်းဟာလာမယ့်ရာသီအတွင်းမှာချန်ပီယံလိပြိုင်ပွဲကိုတိုက်ရိုက်ဝင်ဝင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။မန်ယူသင်းဟာဒီရာသီမှာကွန်မြူနတီတိုင်းအင်္ဂလန်လိဖလားနဲ့ယူရိုပါလိဖလားတွေကိုရယူနိုင်ခဲ့တာပါ။ယူရိုပါလိဖလားကိုရရှိခဲ့တာကြောင့်မန်ယူသင်းဟာဝင်ပြိုင်ခဲ့တဲ့ပြိုင်ပွဲတိုင်းမှာဘိုးဆွဲနိုင်ခဲ့တဲ့ငါးသင်းမြောက်အသင်းလည်းဖြစ်လာခဲ့ရပါတယ်။ကျွန်တော်အားလိုက်ရဲ့အနားယူပါတော့မယ်။ဘယ်ဘောလုံးသမားကိုမှမတွေ့ရင်လို့ဘယ်နိုင်ငံကခြေစမ်းပွဲကိုမှလည်းမကြည့်ကျင်တော့ပါဘူး။ ဒီရဒီမှာစူဖလား၃ခုရယူနိုင်ခဲ့ပါတယ်။ကစားသမားတွေနဲ့အတူတူတကယ်ကိုပျော်ရွှင်ရပါတယ်။ကျွန်တော်ရဲ့နီးပြဘွားမှာအခက်ခဲဆုံးယာတီတစ်ခုပါပဲ။ယူရိုပါလိဘောလုပွဲစဉ်မကစားခင်တည်းကမန်ချက်စတာမြို့မှာအသေးခံဘုံးဖောက်ခွဲမှုဖြစ်ခဲ့တာကြောင့်လူ22ဦးထိသေဆုံးခဲ့ရပြီးအများအပြားဒဏ်ရာရရှိခဲ့ကြပါတယ်။ဒါကြောင့်မန်ယူသင်းသားတွေဟာသေဆုံးခဲ့ရသူတွေအတွက်ရည်စူးပြီးတော့ယူရိုပါလိဖလားကိုရရှိအောင်စူးစမ်းကစားခဲ့ကြတယ်လို့မန်ယူကွင်းလယ်လူဟာရဲတာကပြောဆိုခဲ့ပါတယ်။ ဘုံပေါက်ပွဲမှုမှာတည်ဆုံးခဲ့ရတဲ့သူတွေအတွက်ကျွန်တော်တို့ဒီပွဲကိုအနိုင်ကစားခြင်းခဲ့ကြပါတယ်။မက်ဂျစ်စတာမျိုးတွေယူရိုပါလိဘလောက်ကိုကျွန်တော်တို့လိုချင်ခဲ့ကြပါတယ်။ယူရိုပါလိဘလောက်ကိုရယူပေးနိုင်ခဲ့တာကဝမ်းနဲ့နေရတဲ့သူတွေအတွက်ဖြည့်သိမ့်ရတော့ဖြစ်နိုင်ပါလိမ့်မယ်။ ဟုတ်ကဲ့ပါအခုဆိုတော့မျက်စိမ TV ရဲ့နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့မျက်စိမ TV ရဲ့အစီအစဉ်ခေါင်းလေးတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ပထမဆုံးအစီအစဉ်ကတော့အခုတလောလဲဒီလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလူပြောများနေတဲ့ဒူရင်ဒီအကြောင်းပါဒူရင်ဒီအတိမတိရဲ့အပင်ဘဝကိုဘယ်လိုမျိုးစတင်စိုက်ပျိုးရတယ်လဲဆိုတာကိုတင်ဆက်ပေးထားပါတယ် ူးရင်မင်ကတော့မြေဩဇာထက်သန်တဲ့မြေမျိုးကိုကြိုက်နှစ်သက်ပြီးတော့ရေဝတ်တဲ့တံကိုတော့မခံနိုင်ပါဘူး။ဒူးရင်ကိုအစိတ်ကိုပြိုးထောင်ရတော့လောက်ဂိုင်းကူကန်းဆိုင်ရတော့လောက်စိုက်ပြိုးနိုင်ပါတယ်။အစိတ်ကိုပြိုးထောင်စိုက်ပြိုးမှဆိုရင်တော့တပတ်ခန့်အကြာမှာပင်ပေါက်ကလေးများထွက်လာမှလည်းဖြစ်ပါတယ်။ပင်ပေါက်ကလေးများကိုတော့မိုးဥကြကာလမှာစိုက်ခင်းကိုပြောင်းရွှေ့စိုက်ပြိုးပေးရမှလည်းဖြစ်ပါတယ်။အစိတ်များကိုပြိုးထောင်တဲ့အခါမှာတော့ အနက်ရှင်းလက်မှအကျယ်ရှင်းလက်မှရှိတဲ့ပြိုးအိတ်တွေနဲ့ထည့်ပြီးတော့ပြိုးထောင်ရတာလည်းဖြစ်ပြီးတော့တနစ်ခန့်ကြာတဲ့အခါမှာတော့ cycling ကိုရွှေ့ပြောင်းစိုက်ပျိုးပေးရမှာဖြစ်ပါတယ်။ကောင်းလာတော့ကျွန်တော်အရင်ကတော့မိုးကြခါစားတစ်ချိန်မိုးကုန်တစ်ချိန်ကျွေးတဲ့တနစ်နှစ်ချိန်ပေါ့6လရဲ့လို့မြင်တယ်အဲတကယ်ဒီနောက်ပိုင်းကျတော့ကျွန်တော်ကလည်းနည်းနည်းပြင်းတယ်လည်းပါတယ်တစ်နှစ်တစ်ခါပဲပြည်တော့ဟိုမိုးကြခါတာပေါ့ ကောင်းတာနှစ်ကြိမ်ကျွေးတော့ကောင်းဆုံးပါအဲ့တော့သူကနှစ်ကြိမ်ကျွေးရဆိုရင်တော့အပင်လဲတန်တာမှမရှိရဘူးလာမရှိသေးသိပင်ပဲသိပင်မဆိုမြေပွားတာကြိုက်တာသူ့ပပလဲပေါပြားနဲ့တပြားအဲ့လိုပေါ့ပေါပြားတပြားသာ white ပြီးတော့အဲ့အထက်တန်မြေပြားပေါ်တော့မြေပွားတယ်အော်ဒါအခု guide ဆက်တာဆိုတော့ဒီတော်လေးရိုးရားမျိုးလေးဟုတ်ကဲ့ဒီရိုးရားမျိုးကျွန်တော်ပမာမျိုးကြတော့ပမာကြတော့အဲ့လို guide မဆိုင်ဘူးကိုကြအစိစိုက်ပဲလုပ် ။ဘာကြောင့်လဲဆိုရိုးတရားကအခောက်ထူ။ဘူးလားလွယ်။ဗမာကျတော့အခောက်ပါတဲ့။ဒီပြုစားတက်ခံပင်ကလည်းဗမာဆိုတော့အခောက်ပါတဲ့။ကူးတဲ့အပင်ကလည်းအခောက်ပါဆိုတော့အောင်းနှုံးနေတဲ့။ဒီဗမာဒီရိုးတရားလိုအောင်းနှုံးမပြော။နောက်ပြီးတော့ဗမာဆိုရင်ကဟိုသာမျိုးကောင်းတွေမျိုးတတ်တွေအရှိတလောက်မရှိကျွန်တော်တို့တချို့ကအရင်ခေါ်တာပေါ့လေ တချို့ကပမာခေါ်မယ်တချို့ကအရင်ကစိုက်ပျိုးရေးပမာကြတော့ဒီပမာအရင်လို့ခေါ်တယ်။ညမာမျိုးကိုစိုက်ထားနေကျိုးရရမျိုးကိုစိုက်ထားနေကြတော့မားရီကွာလဲစာကျွေးရတာတို့မားလို့နဲ့ပတ်သက်ပြီးတော့မားကွာချတဲ့ရှိတူတူပဲဗျတူတူပဲဆိုတာအခင်ကအစာကျွေးတဲ့အပေါ်မှာမဟုတ်ဒီဒီအစိစိုက်ဒီပမာမျိုးလဲခုနှစ်နှစ်နဲ့တည်တယ်ဒီပြန်မို့လေခဏကျွန်တော်ပြောသလိုအစာကျွေးမယ်ဆိုတော့ အစာမကျွေးဘူးများသောအဖြစ်ကျွန်တော်ဒီစားတောင်ပေါ်မှာပဲစိုက်တာကိုကျွင်းကတောင်ပေါ်ကြီးပဲစိုက်တယ်။အဲတော့တောင်ပေါ်မှာစိုက်ရင်25နှစ်လောက်မှပြီးတဲ့သဘောအရကျွန်တော်အဲတောင်ပေါ်မှာခဏလိုပဲပြုစုပြီးမှမီဆွေးမှဆိုတော့7နှစ်နဲ့လည်းဖြစ်ချင်ဖြစ်မယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့ဒီနေ့အစီအစဉ်ရဲ့နောက်ဆုံးခန္ဓာပဲဖြစ်ပါတယ်ဒီနေ့ရဲ့နောက်ဆုံးခန္ဓာက UP ရဲ့ Red Chair အစီအစဉ်ကိုတင်ဆက်ပေးမှာပါကေဒါဆိုရင်ဒီနေ့ UP ရဲ့ Red Chair အစီအစဉ်ကနေအကိုရိုးနဲ့အတူတူရှိနေပြီးတော့မိကုန်းနေဖြေပေးမဲ့သူကဘယ်သူများလဲဟုတ်ကဲ့မြမပြည်မှာဒုက္ခရောက်နေသူအကုန်လုံးကိုကူညီခြင်းနဲ့လို့ဆိုလာတဲ့ရှင်သန်ရေးကူညီမှုအသင်းရဲ့တည်ထောင်သူတဦးဖြစ်တဲ့မတ်ရွှေကြပါအကိုကြီးအတူတူကြည့်လိုက်ကြရအောင်ပါဟုတ်ကဲ့ပါအမမကအယုံရအယုံကြည်ရဆုံးသူတယောက်ကသူဖြစ်ပြီးတော့ အမဘဝမှာလူရေလို့တော့အမတော့မတွေ့ဘူးအမဘဝမှာအမကတော့ဖယားကိုအယုံကြည်ဆုံးပဲပေါ့တခင်ယေရှုအမတော့ကြာခရစ်ယာန်ဆိုတော့တခင်ယေရှုကိုကိုယ်ရအမတော့ဖယားတခင်ကိုအယုံကြည်ဆုံးပါပဲဒါတော့ရှုပ်ပြည့်နံပါတ်3ပေါ့ဟုတ်ကဲ့ပါဒီအမကိုဘလို့အရာတွေကဆဲဆောင်နိုင်လဲဘလို့အရာတွေလဲဆိုအမကိုကြာတော့ဒီလိုလူတွေဘယ်မှာဒုက္ခရောက်နေပြီဘယ်မှာအက်ဆီဒန့်ဖြစ်နေပြီ ဘယ်မှာမိလောင်နေပြီအဲ့လိုဒုက္ခရောက်တဲ့နေရာကဟာကအမကိုဆက်ဆောင်မှုအရှိဆုံးပဲအဲဆိုလို့ရှိရင်လူတွေအခုညီလိုအပ်နေတဲ့အရာမှန်တည်းများအမကိုဆက်ဆောင်နိုင်ဆုံးပဲဒါဟုတ်ကဲ့ပါမဟုတ်ပါနာတော့သူပြရနံပါတ်လေးမေးပေါ့မှာဟုတ်ကဲ့ပါအမကဒီနာတင်ကားကိုလည်းအမကိုယ်တိုင်မောင်းနေလေဟုတ်ပါတယ်အဲ့လိုမောင်းတဲ့အချိန်ကနေစတင်ပြီးတော့အခုအချိန်ထိအမဘဝမှာအဲ့ဒီရမောင်းလေးရတယ်ပတ်သက်ပြီးတော့မမေ့နိုင်တဲ့အမှတ်တရဖြစ်ရတစ်ခုလောက်ရှိရင်ပြည့်တတ်ဦးရပြီပါလား မ်မမေ့နိုင်တဲ့ဖြစ်ရဆိုအခုပြောအခုရှက်အခုငိုကျင်တယ်တကယ်တခါကလူနာတယောက်ပေါ့နော်ပိုးထီးတဲ့လူနာအဲ့လူနာကိုအမဒီဆေးဝင်ကနေပြီးတော့ခပဲဆေးဝင်ပြောင်းမလို့ဒီအမြန်လန်းကနေပြီးတော့ကိုယ့်မလို့ကားတစီကိုလမ်းတောင်းလိုက်တာအမကမောင်းမလို့ဟာသူ့လက်ပြပါလိုက်တဲ့အချိန်မှာအဲ့တက္ကစီကမအမကိုထဆဲတာကားထဲမှာဗလန်နီယာကလေးတွေလည်းပါယောက်ျားလေးတွေပဲမိန်းကလေးမပါဘူး မတအားရှက်တာအခုပြောရင်ခုရှက်အခုမြေကြီးကြားအဲ့ဒါကိုလုံးဝမမေ့ဘူးအမှန်ပဲဒီစီစဉ်အပြည့်စုံကိုတော့ www.myanmarbarmis.com နဲ့ www. မျက်စိမ .tv နဲ့မျက်စိမ Facebook မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒီနေ့ရဲ့အစီအစဉ်တင်ဆက်မှုကိုဒီမှာပဲရနာကျင်ပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့မေလ25ရက်နေ့ရဲ့နောက်ဆုံးရသတင်းတွေအပြင်တခြားစိတ်ဝင်စားဖွယ်ရာအစီအစဉ်ကောင်းတွေကိုတင်ဆက်ခဲ့တာပါ။အခုလိုမျိုးနောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအစီအစဉ်တွေကိုမျက်စိမ TV ကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီစီစဉ်တွေကို www.mizima.com www.mizima.tv နဲ့ mizima Facebook မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်လို့ mizima ပရိသတ် က်ကိုသတင်းကောင်းပါလို့ပါရရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတူပဲတရှိပါရယ်။